လူများသိရှိနေကြတဲ့နော်ဘွေဒါရဲ့လက်ရှိချစ်သူခရိုနီကိုတက်ခိုင်ဝင်းရဲ့အကြောင်းကိုတက်ခိုင်ဝင်းဟာအသက်30ဝန်းကျင်ရှိပြီးပြောင်းလုပ်ငန်းစီးလုပ်ငန်းမှာဆရာတစိုးပဲဖြစ်ပါတယ်။အသက်30ဝန်းကျင်နဲ့ဘီလီယံနာတထေးတူဖြစ်တဲ့အပြင်သူ့မိဘပိုင်းနဲ့မြတ်မြတ်တမ်းဝန်လုပ်ငန်းသူကိုယ်တိုင်တည်ထောင်တားတဲ့ HD Company ကမြန်မာနိုင်ငံရဲ့အခွန်တန်းဆောင်တဲ့ထိဆောင်ကုမ္ပဏီ၅ခုမှတစ်ခုပါဝင်ဖြစ်ပါတယ်။စံလုံငန်းကိုတော်ကြီးတွေဆိုရင်လေ30လောက်ပိုင်ဆိုင်ထားပြီးလက်ရှိစံလုံငန်းရဲ့1 2 10စင်းဝင်ပြဖြစ်ပါတယ် ဟိုတယ်တွေဆိုရင်လည်းတိထားသလောက်မြန်မာနိုင်ငံမှာခုနှစ်ခုလောက်ရှိပြီးနိုင်ငံเจ้าမှာဆိုရင်လည်းငွေကြေးများစွာရင်းနှီးမြှုပ်နှံထားတဲ့ကုမ္ပဏီတွေရှိနေပါတယ်။ BYD ကားကုမ္ပဏီရဲ့ပိုင်ရှင်ဖြစ်ပြီးမြန်မာပြည်မှာကိုယ်စားလှယ်ရထားသူတွေဖြစ်ပါတယ်။ Audi တို့ဆက်သွယ်ရေးလုပ်ငန်းကြီးရဲ့အဓိကရှယ်ယာဝင်ဖြစ်ပြီးတူဦးတဲ့ပိုင်ဆိုင်ဖို့ကြံ့ရည်နေတယ်လို့လည်းကြားသိရပါတယ်။စိုက်ဖြိုရင်းနဲ့မွေးမြူရေးပန်းရဲ့အဓိကရှယ်ယာရှင်ခုနှစ်ဦးတည်းကတူဦးလည်းဖြစ်တယ်လို့နှိစက်သူတွေစီကသိကြရပါတယ်။ အခွင့်အရေးအာဏာရသူတွေစီးပွားရေးလုပ်ငန်းများစွာနဲ့လည်းလုတ်ကိုင်းနေကြတဲ့ခရိုနီပေါ့ဆာလေးပဲဖြစ်ပါတယ်။ဂျာဘူးနာဝါရှိတာကတော့စင်ကာပူမှာကိုပိုင် စင်ကန်ရွက်လေတစ်စီးရှိပြီးချစ်တူနော်ဘောအေထားနဲ့အတူတလားတခါသွားနာယူလေးရှိတယ်လို့ကြားသိရပါတယ်။သူငယ်ချင်းပေါင်းသွင်းတယ်လေများစွာရှိပြီးလူကြီးသားတွေစီးပွားရေးတမားတွေနဲ့အမှုပညာရှင်များစွာနဲ့မကြာခဏမြင်တွေ့ရလေရှိပါတယ်။အဲဒါကြောင့်လည်းမိန်းကလေးများစွာရဲ့စိတ်ဝင်စားခြင်းကိုခံရရသူလည်းဖြစ်ပါတယ်။ ငယ်ကလေးကကျောင်းဘောလုံးလက်ရည်စင်တူဖြစ်တဲ့အပြင်ကုလက်ရှိမှာလည်းရန်ကုန်တိုင်းဘောလုံးဖွဲ့ချုပ်ဥက္ကဋ္ဌတောင်းဝန်ရယူထားသူတူလည်းဖြစ်ပါတယ်။အနာဂတ်ရဲ့မြန်မာနိုင်ငံဘောလုံးဖွဲ့ချုပ်ဥက္ကဋ္ဌတူဖြစ်မယ်လို့လည်းထင်ကြီးပေးခံနေရတဲ့တူလည်းဖြစ်ပါတယ်။လူများစိတ်ဝင်စားခြင်းခံရတဲ့လူပညာလုပ်ငန်းမှာလည်းတကားတည်းစရိုက်ပြီးအကယ်ဒမီတန်းရသွားတဲ့တူပဲဖြစ်ပါတယ်။ကံကောင်းရုပ်ရှင်စကားကြီးနဲ့ခတိယရုပ်ရှင် ကံကောင်းရုပ်ရှင်ဆက်ကားကြီးနဲ့ခတိယရုပ်ရှင် ထုတ်လုပ်ရေးပိုင်ရှင်အကယ်ဒမီရသားရာ2023စုပေပွဲတော်ကပေါ့ဟစ်ဘလီအမှုပညာရှင်လုပ်ငန်းကိုပိုင်ဆိုင်ထားပြီးအချိန်တိုလေးတွင်းမှာပဲအောင်မြင်နေတာဖြစ်ပါတယ်။အဲဒါကြောင့်လဲချစ်တူနော်ဘွယ်အထားကိုတောက်လျှောက်ပွဲထုတ်ခဲ့ပြီးကျင်းပေါ်ဇက်လန်တွေအနေနဲ့လက်တလောတဟုန်တိုးပေါက်နေတာလည်းမဆမ်းပါဘူး။ပတ်ဝန်းကျင်မှာတော့ချစ်တူတက်တန်နှစ်ကြံများစွာတွဲလာတဲ့ချစ်တူဟောင်းခင်ကြီးမုံနဲ့ကိုဟော်တာတာနဲ့ပတ်သက်ပြီးဝေဖန်ခြင်းခံရရတာမကြသေးပါဘူး။ ကောင်းမလေးနဲ့တွဲတာကြာပြီးမှနော်ဖွဲ့ဧထာနဲ့တွဲသွားတာဖြစ်ပါတယ်။နော်ဖွဲ့ဧထာကိုအားလုံးဝိုင်းပြောနေချိန်မှာချစ်သူကအနားမှာရှိနေတယ်ဆိုပြီးပို့ကိုတင်လာခဲ့ပါတယ်။အဲဒါကိုနော်ဖွဲ့ဧထာကစတိုရီပြန်တင်ထားတယ်။ချစ်သူကိုအားလုံးဝိုင်းပြောနေချိန်မှာကာကွယ်ပေးတယ်ဆိုတဲ့သဘောအနေနဲ့ပြန်ကြွားထားတာလည်းဖြစ်နိုင်ပါတယ်။ပရိသတ်တို့အနေနဲ့ရောနော်ဖွဲ့ဧထာရဲ့ချစ်သူကောင်းလေးအပေါ်ဘလို့အမြင်မျိုးတွေရှိကြလဲဆိုတာကွန်မန့်မှာဝင်ရောက်ဆွေးနွေးပေးခဲ့ကြပါဦးနော်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။